နေရင်တွေခေါ်အပွဲရဲ့ပြင်ဆင်လေးကလည်းအဖြူရောင်လေးနဲ့သတို့သားတို့သမီးကလည်းအဖြူရောင်လေးနဲ့ပေါ့နော်အဲအမှတ်တရနေရတော့မိုးရီရွာချပြီးတော့ပေါ့ဒီပထိန်ချင်းအဖြူရောင်လေးနဲ့ဆိုတော့အရန်ကိုလှပတဲ့မြေခွေးလေးပေါ့နော်ပြီးတော့နှစ်ယောက်ကအရန်လိုက်ဖက်တယ်အဲ့ဒါဒရာဇင်လောက်မွေးအဲ့လောက် ထိမ့်မိမယ်။အာထိမ့်မိမှာပေါ့။မင်္ဂလာဆုတောင်းဒီနေ့ဒီရက်ကစားပြီးတော့နှစ်ပေါင်း120ကျော်တိုင်းတသမီးတွေအများကြီးနဲ့တကယ်ကိုအိုအောင်မင်းအောင်ပေါင်းနိုင်ပါစေလို့ဆုတောင်းပါတယ်။ အဲလက်မှတ်ထိုးဖို့အတွက်အဲ့ဒီမှာအတိတ်တည်းလေးလောက်ပြီးဆိုလို့လာလောက်ပြီးအောင်။ဟိုအောင်မင်းအောင်ပေါင်းနိုင်ပါစေပြီးတော့တတမီလေးအများကြီးထွန်ကားပါစေဆွတောင်းပေးပါလိမ့်။ဒီနေ့လည်းတော်တော်လှပွဲတိုင်းအကုန်လုံးလှပါတယ်ဒီနေ့လည်းထူးထူးခြားခြားလေးကိုလှနေဟုတ်ကဲ့မိုးတွေလည်းရွာတယ်မိုးတွေလည်းရွာဒါပေမဲ့အဲအေဂျင့်သွားပြီအမကကိုညီမလေးတော်တော်ဂုဏ်ယူပြီးတော့မဒီက ပွဲတိုင်းတက်ပြီနော်အေးဘောပွဲတိုင်းတက်ပါဘောကိုလုံးကလည်းသူပွဲတိုင်းတက်ထားတယ်မတက်ရင်သူပြောမှာပေါ့ဆက်ဆောင်ပြရအောင်ပဲခင်ဗျအခုလိုမျိုးလေးပဲဒါဟိုနှစ်ပေါင်းများစွာပေါ့နော်အဲချစ်တဲ့မိသားစုနဲ့ဒီလိုမျိုးကိုတသားမမီလေးတွေနဲ့ဒီလိုပဲဒီထက်အများကြီးပျော်ရှင်တာမျိုးမြင်ချင်ပါတယ်လို့သူလည်းပျော်ပျော်ရှင်ပါပါအောင်ဒီနေ့ကနေစပြီးတော့အာနှစ်ပေါင်းမြောက်များစွာတိုင်အောင်ကျမ်းမာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းတွေနဲ့ပြည့်စုံပါစေအတူတူလက်ကွဲပြီးဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းနိုင်ပါတယ် ပုံမှန်ဆိုရင်တော့နည်းနည်းရိုးရိုးလေးပေါ့နော်အခုကျတော့ထီးဖြူလေးနေလေပသိမ်ထီးဖြူလေးနေဆိုအရန်ကိုသာကြီးရလှလဲလှတယ်ဒီရိုမန်တစ်ဖြစ်တာပေါ့အဲ့လိုထင်ပါအဲ့ဒါဒရာစင်လောက်မွေးအဲ့လောက်ထိမိမယ်။အာထိမိမှာပေါ့။မင်္ဂလာဆုတောင်းဒီနေ့ဒီရက်ကစားပြီးတော့နှစ်ပေါင်း120ကျော်တိုင်းတသားမမိတဲ့အများကြီးနဲ့တကယ်ကိုအိုအောင်မင်းအောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ဟိုချစ်တောင်းလို့ပါမင်းတယောက်ထဲနေဒီအန်ဒီအလုံးလုံးထုံလုံး ရန်ချစ်ဖို့ကောင်းတယ်ပြီးတော့အဲ့ဟိုဟာမိုးကလည်းအဆရွာနေရလေအမထွက်လာတဲ့အချိန်မှာအမိုးလေးလည်းတိတ်သွားတယ်အကုန်လုံးပီတီရေဖြာပြီးတော့တကယ်ဝမ်းသာဘေးရကြည့်ရတယ်နော်ရန်ဝမ်းသာနေတော့နော်ဝမ်းသာချင်းတွေကတွေ့ချင်းစားကောင်းတဲ့မိသားစုလေးကိုမိသားစုလေးလည်းတွေ့ချင်ပါသေးတယ်လို့မိသားစုအကြီးကြီးကိုတွေ့ချင်နေပါပြီလို့ပြောရှိခဲ့ခြင်းတီတီနူနူဝါမချင်လို့မပါမြောင်းတဲ့ကပါမရှိခဲ့ရင်ဒါဟာပြောင်းပြလောကနေပဲငြိမ်း ငယ်နဲ့ဆိုပြီးအရန်သဘောကောင်းပြီးတော့အာသူတို့တွေကတရားပေါ်တရားနားလဲပြီးတော့တာယာတဲ့အိမ်တော်မှုရှင်ဘွားအနေကိုအာပိုင်ဆိုင်နိုင်ပါစေလို့စတောင်းပေးလိုက်ပါတယ်။ခုံယူပါတယ်ကျွန်တော်တို့ကမန္တလေးကမိတ်ကက်ဆရာတွေပေါ့နော်။အဲ့ဒါကိုရန်ကုန်မှာသူ့ရဲ့ပွဲလေးမှာကျွန်တော်တို့ပထမဦးဆုံးပွဲထုတ်ပေးတဲ့အတွက်လည်းဆိုပြင်းတဲ့ကိုငယ်ကိုလည်းကျေးဇူးထူးတင်ပါတယ်။